အာအများကတော့မီးလေးဒါမှမဟုတ်ငုံလေးလို့လည်းထင်ကြပါတယ်။ဘာဖြစ်လို့လဲပြန်ပြီးတော့ကိုကိုမိတ်ဆက်ရလဲဆိုတော့ကျွန်မအနေငယ်ဝါလာဝါလာတာတက်မျက်နှာပြည်လာတယ်ပေါ့နော်။တခြားနေ့ကတော့ဝိတ်ခံမတက်လာပြီမျက်နှာပြည်လာရတဲ့အတွက်ကြောင့်ကိုကိုပြန်ပြီးတော့မှအထူးတလေးပြန်မိတ်ဆက်အချင်းဖြစ်ပါတယ်လို့ကျွန်မမသိသေးတဲ့လူတွေအတွက်လည်းပါတယ်ပေါ့နော်။ကျွန်မကအခုလက်ရှိ ကိုရီးယားမှာနေထိုင်နေရရှိပါတယ်။ ဒီကိုရီးယားမလာခင်မှာဖျားချောင်းမရေလူငယ်ထူသာခြင်းအတဲ့မှာအတွေ့အမှုလက်ထောက်အတွေ့အမှုနေနဲ့စကားခဲ့ပါတယ်အမ်ရှိဆိုပြောချင်တာပေါ့နော်ဒီကိုရီးယားမှာလက်ရှိအင်းကြီးရဲ့အတွက်ကြောင့်မလို့ကျွန်မအတန်လေးနည်းနည်းလေးမဆိုတလောက်လေးနည်းနည်းလေးဝင်နေပါတယ်ပေါ့ဒီကံပြီးတော့မှနောက်ထောင်ပြပါ ီးခဲ့တဲ့ရက်ကမပေါ်ကနေပြီးတော့ဖခင်ကြောင့်နဲ့30ပြည့်အတွက်ဗီဒီယိုဖိုင်အထူးလေးအမှတ်တရအနေနဲ့ပို့ပေးပါလို့ပြောလာတဲ့အတွက်အခုလိုမျိုးစာဗီဒီယိုဖိုင်လုပ်ပြီးတော့ရပ်ဖြစ်တာဖြစ်ပါတယ်။ကိုမျက်နှာကိုကြည့်ပြီးတော့အစကားကြီးပြောရတဲ့အဒီလိုမျိုးစာပထမဆုံးဖြစ်တဲ့အတွက်ကြောင့်မကွာကိုတော့ထူးဆန်းနေဝင်ဒါမဲ့လေစင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်အခုပြောနေတာလည်းလက်ထံပြောနေတာဖြစ်တဲ့အတွက်အမားလေးပိုင်းတော်မဟုတ်အတန်လေးနေမပြီးတာဒီအတန်ဝင်သွားတာမျိုးရှိရင်နားလေးပြေးကြပါလို့အခုဆိုရင်ပြတ်ခေလံပြဖို့ဆောင်တဲ့အတွက်ကြောင့်လို့ကျမတို့အတင်းတော်ကြီးကအခုလို့30တိုင်တိုင်ပြီးခဲ့ပြီပေါ့နော်ကျမဗီဟို Facebook တွေတို့ YouTube တွေမှာဆိုရင်အာဗီဒီယိုလေးတင်နေပေါ့နော်ဒါမှဓာတ်ပုံလေးတင်နေခါမှာတွေ့ရခါမှာအော်ငါဒီကိုရီးယားကိုရောက်နေတဲ့တော်တွေမှာအတင်းတော်ကြီးကအများကြီးတိုးတက်ပြောင်းလဲသွားတယ်ပေါ့နော်ဘာကြီးတိုးတက်ပြောင်းလဲသွားလဲဆိုရင်ဟောကလေးလေးတွေအတွက်ပေါ့နော်ဖွင့်ထားတဲ့အရာလေးလေးရှိလာတယ်ပြီးတော့အများကြီးပဲပေါ့နော် ဒီလူနာတင်ကတို့အများကြီးတိုးချက်ဆောင်လို့မှာ TV တို့အဲ့လိုမျိုးစားရခြားရခါမှာအများကြီးတိုးထက်လာရပေါ့နော်ကျေးဇူးတော့ကျေးဇူးတော့တတ်တတ်ပဲပေါ့နော်ဒီ COVID တို့ COVID တို့ဖြစ်နေကြရတဲ့မှာဒီလိုမျိုးစားတိုးထက်လာတာလေဖျားတခင်ကျေးဇူးတော့ပဲဖြစ်တယ်ပေါ့နော်ကျမကလည်းဒီကိုရောရောက်တဲ့အခါမှာဖျားချောင်းမတက်ဖြစ်ဘူးပေါ့နော်ဘာလို့မတက်ဖြစ်လဲဆိုရင်အာတနေ့ကနေနေမှလည်း အချိန်ပိုင်းလို့ဘုံတော့ရှိရတဲ့ကြောင့်မလို့ထထောင်းမတက်ဖြစ်ဘူးဒါပေမဲ့မနေ့ပိုင်းမှာအော် life လေးနေပေါ့နော် life လေးနေခါကျရင်ကျွန်မကြီးဖြစ်တယ်ပေါ့နော်ကြီးဖြစ်တယ်နောက်တောင်ဖြစ်တယ်အခုလေအော် line အခက်ခဲကြောင့်မလို့ youtube မှာ life လေးနေခါမှလည်းကျွန်မဝင်ကြည့်ဖြစ်ပါတယ်နောက်ပြီးတော့မှအခု12လပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ christmas လည်းနေလာပြီဆိုတော့လွမ်းနေပေါ့နော်ပုံလေးတစ်လတွေ့ရခါကျရင် ြောင်းပြင်လာခြင်းတွေဖြောင်းချုံမှလို့မျိုးပါဝင်ခြင်းတွေပေါ့နော်ဒါပေမဲ့လည်းအခုလိုမျိုးဗီဒီယိုဖိုင်အနေနဲ့ပါဝင်ခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်တစ်ခုပေါ့နော်လူငယ်လေးတွေပေါ့လူငယ်လေးတွေကိုအာအမအမအမကြီးတယောက်အနေနဲ့အခုတော့အမကြီးဖြစ်နေပြီတဲ့ကြောင့်အမကြီးတယောက်အနေနဲ့ပါမှချင်းလေဆိုတော့ အခုငယ်ငယ်လေးတွေကနေပြီးတော့မှယူတာကျူးစားပြီးတော့မှကိုတက်နိုင်တဲ့ဘက်ကနေပါဝင်လာပါဝင်တဲ့အတွက်ကြောင့်မလို့လေပါဝင်နေတဲ့အတွက်ကြောင့်မလို့လေကျေးဇူးတင်နေဒီတက်ဖို့ပြီးတော့မှဝိညာဉ်ရေးရမှာရောအခြားကဏ္ဍရေးမှာရောတတကြွကြွနဲ့ပါဝင်ပြီးကြဖို့အတွက်အမတရားနေနဲ့တောင်းဆိုခြင်းနေပေါ့နော်နောက်တစ်ခုက မရဲ့ဒီကိုရီးယားဘောနောရောက်လာပြီးအမှန်တိုင်းပြောရင်တော့မိဘရဲ့ရင်ခွင်အောက်ကနေထွက်လာတဲ့အခါမှာအများကြီးတိလာရတယ်ဘောနောဘာတွေတိလာရလဲဆိုရင်လူတွေရဲ့အကြောင်းတွေအများကြီးပဲဘောနောတိလာရတယ်အဲ့ဒီထဲမှာဘာကို ကျွန်မအဓိကပို့ပြီးတော့တိလာရတာလဲဆိုတော့ဘုရားသခင်ချက်ချင်းမြတ်တော်အများကြီးတိလာဘာလို့ကျွန်မဒီလိုမျိုးစားအထူးတလေပြောလဲဆိုတော့ မြန်မာနိုင်ငံမှာရှိရလူတွေမြန်မာနိုင်ငံမှာရှိရအထင်းတော်မှာရှိရအထူးသဖြင့်အထင်းတော်မှာရှိရလူငယ်လေးတွေအတွက်ကိုအဓိကအမကြီးအတောင်လေးနဲ့ပြောချင်တာဖြစ်တယ်ပေါ့နော်ကိုကဆူတောင်းလိုက်တယ်ဖြစ်မလာဘူးချက်ချင်းဖြစ်မလာဘူးပေါ့နော်ဘာလို့ဖြစ်မလာလဲဆိုတော့ဘုရားသခင်ကအဲ့ဒီတော့မှကိုဆူတောင်းထားတဲ့အရာအထက်ကြီးတဲ့အရာကိုပြင်ဆင်ပေးနေတဲ့အတွက်ကြောင့်မလို့ဆူတောင်းတဲ့အခါမှာချက်ချင်းမဖြစ်လာတဲ့အရာတွေ ရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုကတီးခံပြီးတော့မှအော်ငါကသူ့တောင်းပြီးမယ်ဘုရားသခင်ကမပေးသေးဘူးဆိုတာဘုရားသခင်နမတက်ဘုရားသခင်အလိုတော်မရှိသေးလို့နောက်တစ်ချက်ကဘုရားသခင်ဒီဒီတက်ကောင်းမှုနဲ့အရာကို ကိုယ်တက်ပြင်ဆင်ပြီးနေတယ်ဆိုတာကိုတီးဖို့ရန်အတွက်ဖြစ်တယ်နောက်ဆုံးနေ့နဲ့အတင်းတော်ကြီး230ပြည့်နေမှာ ပါဝင်အားပြပေးခဲ့ကြရတဲ့အတင်းတော်မိသားစုဝင်တယောက်စီတိုင်းကိုဖတိကောင်းကြီးပြပါစီအတင်းတော်ကြီးဒီလေဒီနှစ်30ပြည့်နှစ်ကနေစပြီးတော့မှနောက်နှစ်ပေါင်းများစွာတိုင်အောင်ယုံကြည်သူမိသားစုဝင်များနဲ့တို့ဘွားရှင်သန်နိုင်ပါစီလို့ဆုတောင်းပေးပါတယ်။ရောက်စီရောက်ဖတိကောင်းကြီးပြပါစီ